မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါရစေ။ညောင်ရွှေမြို့နိုင်ရင်းစည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ညောင်ရွှေမြို့နိုင်ရင်းစည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်ခြင်းကိုဇွန်လ28ရက်နေ့နနက်9:00နာရီမှစတင်၍မြို့ဝင်လမ်းဆောင်မြို့မဆေးမီပွိုင်လမ်းဆောင်နဲ့ယုံကြည်လမ်းတို့တွင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ရင်စီကန်လန်စီကန်အသိပညာပေးဆောင်ရွက်ခြင်းတွင် မော်တော်ဆိုင်ကယ်စီးနှင်သူများကိုဆိုင်ကယ်စီးအုပ်ထုပ်ဆောင်၍မိတိုင်းကျိုးစနစ်တကျတက်ရန် မော်တော်ဆိုင်ကယ်အားနှစ်ဦးထပ်ပိုမစီရန်တပ်မတ်နံပါတ်ပြားတက်ဆင်ထားရန်ပါဝါအိဇောတက်ဆင်မောင်းနှင်ခြင်းမပြုရန်ရင်မောင်းလိုင်စင်မော်တော်ဆိုင်ကယ်လိုင်စင်ရှိရန်တို့ကို အသိပေးပြောကြားခြင်းလက်ကမ်းစာဆောင်များဝင်ငှားခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည် အဆိုပါအသိပညာပေးဆောင်ရွက်ချင်နိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလည်းမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုမျိုးမဲ့ဦးဌာနဆိုင်ရာတာဝန်ရှိသူများရင်ထိန်ရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆလရွေညောင်ရွှေမြို့၌မြို့အင်္ဂါရက်နေ့အညီတန့်ရှင်တာယာလာပါစေရေစုပေါင်းတန့်ရှင်ရေဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ညောင်ရွှေမြို့၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ဌာနဆိုင်ရာများစုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခြင်းကိုဇွန်လ28ရက်နေ့နနက်9:00နာရီကညောင်ရွှေမြို့အထာတီတာဓမ္မဝိဟာရဒေသစာရေးကျောင်းတော်အတွင်းနှင့်အပြင်ပတ်ဝန်းကျင်တွင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစုပေါင်းတန့်ရှိဆောင်ရွက်မှုတွင်ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများကဒေတာစာရီကျောင်းတော်အတွင်ရှိအာယုံခံတစောင်းအတွင်အမိုက်သက်ရိုက်များတင်းစီခြင်း၊ဓမြက်စည်းလဲခြင်း၊အပြင်ပတ်ဝန်းကျင်ရှိပေါင်းမြက်ခြုံတွေများခုတ်ထွင်းရှင်းလင်းခြင်း၊စီပင်တရားရေးဌာနမှအမိုက်သေးရင်ဖြင့်တည်ယူဆွန့်ပစ်ခြင်း၊ရည်စည်းရလာကောင်းမွန်စေရေးအတွက်ရေမြောင်းအတွင်အမိုက်များဆေးယူခြင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။